ကျွန်တော်တို့မြန်မာတွေရဲ့ယူဆမှာလူသားတွေနေထိုင်ရာနေရာနဲ့ပြည်လောကသားတွေနေထိုင်ရာနေရာဟာဝေးကွာမှုရှိဘူးလို့ထင်ခဲ့ကြတယ်။ဘာသာဝါတရားထဲမှာကိုယ်ပိုင်အဆောင်ချောက်တွေကိုယ်ပိုင်စည်းကမ်းတွေရှိနေတတ်တယ်။ဒီစည်းတွေကိုကြော်လုံမိရင်ဘလောက်ပြင်းထန်တဲ့အကျိုးဆက်တွေရင်ဆိုင်ရမလဲဆိုတာဒီဇလန်းကနေသိရှိရမှာပါ။ကျွန်တော်နာမည်ကဖိုးထောင်ကျွန်တော်မှာချက်စုဆိုတဲ့ငယ်တငယ်ချင်းတစ်ယောက်ရှိတယ်။ကျွန်တော်တို့နှစ်ယောက်ကဆင်းရဲတော့ရွာမှာခါချင်းဝင်ယူပြီး ရွေးချောင်းတဲ့အလုံးနဲ့အသက်မွေးကြတယ်။မျက်နှာဆောင်ရင်ကျွဲလေးအပ်လိုက်။ပတ်စံလေးရရင်ကိုဖုတ်ထုတ်ဆိုင်ကချက်ရက်လေးတောက်လိုက်နဲ့။ဘဝကတာယာနေခဲ့တာပေါ့ဗျာ။မြို့ဘော်ကဝီစကီတွေကောင်းတယ်ဆိုတာကိုဖုတ်ထုတ်ရဲ့ချက်ရက်ကိုဘယ်မီမလဲဗျာ။ပြီးတော့ကျွန်တော်ကပရလောကသားတွေကိုအယုံကြည်မရှိဘူး။တရက်တွေဘာတွေဆိုတာလူတွေကြောက်အောင်ဖန်တီးထားတဲ့စကူးရင်မူတက်တက်ပဲလို့အရက်ဝိုင်းမှာအငဲတိုင်းပြောလို့ရှိတယ်။ဆက်စုကတော့ကြာကူနာဝရှိတဲ့အတိုင်းအရန်ကြောက်တတ်တယ်။တခုခုဆိုရင်ဖုတ်ထောင်းမလုပ်ပါနဲ့ မကောင်းဆိုးဝါးတွေကစောင့်ကြည့်နေလိမ့်မယ်လို့လက်ကားနဲ့လက်ကကြောက်နေတတ်တဲ့သူကျွန်တော်တို့နှစ်ယောက်ဟာမထမတ်ထားတဲ့နေ့ကစလက်ဘွားလုံးမေးလို့မရတဲ့ဖြစ်ရက်တွေနဲ့ကြုံတွေ့ကြရပါတော့တယ်အဲ့ဒီနေ့ကကျွန်တော်တို့နှစ်ယောက်ရွာပြင်ဘက်တောဆက်ကလေခွင်းကျဲထဲမှာတွဲတီကြောင်းနေကြတယ်အဲ့ဒီနေရာကရွာနဲ့နည်းနည်းလမ်းနဲ့ဖြက်စုကတော့အဲ့ဒီနေရာဟာနက်ကြီးတယ်တဲရချောက်ကျန်းလို့နာမည်ကြီးတယ်လို့အတင်းပြောနေတယ်ကျွန်တော်ကတော့သူ့ကိုရီပဲရီနေခဲ့တယ်နေသင်းဘက်ကျွန်တော်တို့အရက်လေးတစ်ခွက်ဆက်နှစ်ခွက်ဆက်တောက်ဖြစ်ကြတယ် နေလေးကဘူဘူးတွေးလေးကဆူဆူဆိုတော့သူ့ရချုံဘန်းကိုထွက်လာခဲ့တယ်။ဟိုးထောင်အဲ့ဒီလေတော့ဆက်ကကကြွန်းချုံတွေနဲ့တစ်ပင်ကြီးကိုမသွားနဲ့အဲ့ဒါကကျွန်းနဲ့တစ်ပင်တဲ့အဆောင်လျှောက်ရှိတယ်လို့ရွာလူကြီးတွေပြောတယ်။တက်ကောင်ချက်စုမင်းကလည်းကြောက်တယ်လို့လဲငါပြမယ်။တရဲဆိုတာဘလောက်ဆွမ်းရှိလို့လဲဒီလောက်နေဘူးနေတာ तू လဲအိုက်နေမှာပေါ့ငါရေဖြန့်ပြလိုက်မယ်။ကျွန်တော်ရေမောရင်းနဲ့အဲ့ဒီတရဲ၆ကျန်းတယ်ဆိုတဲ့တစ်ပင်ကြီးစီကိုရှောက်သွားခဲ့ပြီ။အရင်မူးမူးနဲ့တစ်ပင်ကိုမျက်နှာမူးပြီး ချလိုက်တယ်။ချက်စုကတော့မျက်နှာငယ်လေးနဲ့ကြည့်နေရှာတယ်။မျက်နှာဆောင်လို့ကျွဲသိမ့်ပြီးအိမ်ပြန်ရောက်တော့ကျွဲတစ်ကောင်ပျောက်နေတာကိုတွေ့လိုက်ရတယ်။ကျွန်တော်တို့ကျွဲကစုစုပေါင်း16ကောင်ကြောင်းပြီးရတယ်။အခုက18ကောင်ပဲရှိတော့တယ်။ဟင်းမဖြစ်နိုင်တာဘယ်သွားနေတာလဲ။ကျွဲပိုင်ရှင်ဦးတအောင်ကပြန်မတွေ့ရင်ရောကြီးပေးရမယ်လို့တင်းနေမှမှပြောလိုက်တယ်။အဲ့ဒီကျွဲကဈေးကြီးတယ်။ကျွန်တော်တို့ဘဝပြတ်သွားနိုင်တယ်။ဒါကြောင့်ညဘက်ကြီးဖြစ်ပေမဲ့ချက်ချင်းပဲကျွဲရှာဖို့ဆုံးဖြတ်လိုက်ကြတယ်။ ညဘက်ချင်းတောဆက်ကလေကွင်းထဲမှာကျွဲစာရတာဟာဘလောက်ခက်ခဲတယ်ဆိုတာကျွန်တော်တို့နှစ်ယောက်ပဲသိတယ်။လာမိုင်းညာဆိုတော့မိအိမ်ရောင်ကလွဲလို့ပဝန်းကျင်တစ်ခုလုံးကအမောင်နုထဲမှာပျောက်ဆုံးနေတယ်။ခဏကြာတော့လေကန်းသင်းရိုးဘင်းနာကထုံပုတ်တစ်ခုစီကကျွဲဟော်တန်တူတူလေးကိုကြားလိုက်ရတယ်။အဲ့ဒါကျွန်တော်တို့ရဲ့ပျောက်နေတဲ့ကျွဲပဲလို့ချက်ချင်းယူဆလိုက်တယ်။ချက်သူပုံမှန်ကြလားတွတ်ကြည့်အောင်ကျွန်တော်တို့နေရာကိုဖြည်းဖြည်းချင်းရှောက်သွားကြတယ်။ထုံပုတ်ထဲကနေပုံမှန်ထက်နည်းနည်းကြီးမားတဲ့ကျွဲအချိန်မကြီးတစ်ခုထွက်လာတယ်။ တွဲကြီးကအတန်မပြူဘဲနဲ့တိတ်ဆိတ်စွာနဲ့ကျွန်တော်တို့ကိုခဏလန်းကနေစိုက်ကြည့်နေတယ်။သူ့ရဲ့မျက်လုံးတွေကအမောင်ထဲမှာအနီရောင်ဖြော့ဖြော့နဲ့လင်းလက်နေတယ်။ဟုတ်တော့အဲ့ဒါငါတို့ငါတို့ကြဲမဟုတ်ဘူးထင်တယ်။သူ့ဂျိုးလေးကကြီးလို့နဲ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဂျော်ဂျီပြရမဆိုတဲ့အတွေ့ကဘယ်ရာကိုမှဂယူးမဆိုင်နိုင်ဘူး။ကျွန်တော်တို့ပြောင်းနေတဲ့ကျွဲလိုပဲအတင်းယူဆလိုက်တယ်။ကျွဲကြီးကဖြေးဖြေးချင်းလယ်ကွင်းထဲကိုဥတီပြီးတော့ရှောက်သွားတယ်။လိုက်ဖက်မယ်။ဒရီထားပြီးလက်ဟိအောင်။ကျွန်တော်တို့ကျွဲကြီးရဲ့နောက်ကနေလိုက်သွားကြတယ် ကျွဲကြီးကလည်းကျွန်တော်တို့နီးလာတိုင်းခလန်းလန်းကိုရောက်သွားတယ်။ဒီလိုနဲ့ကျွန်တော်တို့ဟာစောစောပိုင်းကကျွန်တော်တင်းခဲ့တဲ့ကျွဲနဲ့တပင်နာကိုပြန်ရောက်လာခဲ့ကြတယ်။တပင်အောင်နာကိုရောက်တော့ကျွဲကြီးကရုတ်ရက်ရက်လိုက်တယ်။အဲ့ဒီနောက်သူ့ရဲ့ခန္ဓာကိုယ်ကပုံမှန်တဲ့အစမတန်ကြီးမားလာတယ်။ကျွဲကြိုတွေကတဖြည်းဖြည်းကြီးလာတယ်။မျိုးလုံးအနီအောင်ကြီးကြီးတွေကကျွန်တော်တို့ကိုပြုတ်ပြီးတော့စိုက်ကြည့်နေတယ်။အဲ့ဒါကျွဲတရေအနက်ရောင်ကျွဲတရေကြီးပဲ။ဆက်သူကကြောင်းနဲ့ကြာထအော်တယ်။မကြောက်တတ်တဲ့ကျွန်တော်တို့စက်သိန်းတွေထထားသွားတယ်။ တရဲဆိုတာတာလားမျက်မြင်တွေ့လိုက်ရတော့ခေါင်းနှစ်ဖက်ကြီးသွားပြီတိချက်စုအဲ့ဒါတရဲပဲခဲတရဲကြီးရဲ့ပါဇက်ကနေညီရက်ပြီးတရဲတွေနဲ့ရှားကြီးတစ်ချောင်းကနှိမ်မြန်စွာထွက်လာပြီးကျွန်တော်တို့စီကိုရိုက်ချလိုက်တယ်ကျွန်တော်တို့ဟာအတက်ဘေးကလောက်ထားပြေးရင်းနဲ့ချွတ်နုံနေကြတဲ့မှာအတက်လူထွက်ပြေးကြတယ်ခဲတရဲကကျွန်တော်တို့ပြောက်တဲ့ကြွေးရောင်ဆောင်ပြီးကျွန်တော်တို့ကိုသူ့နေမည်စီလှည့်ပြခေါ်လာခဲ့တာခုကျွန်တော်စော်ကားခဲ့တဲ့နေရာမှာပဲကျွန်တော်အတက်ကိုရန်ရှားနေပြီကျွန်တော်တို့နေရာကိုကြောင်းလန့်တကြားနဲ့ထွက်ပြေးကြတယ် ချက်စုကအရှိကပြင်းနေတာကျွန်တော်ကိုတော့မဆောင်ဘူးဖိတ်ကောင်ချက်စုစောင့်မအောင်ဟာဟိုမကြောက်အောင်မကြားနဲ့မြင်းလို့လေးကဆွတ်ပြေးနေတာရရဲ့ရောင်တော့မမြင်ရတော့ကျွန်တော်ပြေးနေတော့ရှင်းမှာချက်စုကိုမြင်လိုက်ရတယ်ဟုတ်တော့ဒီဘက်ကလားဂျွာကိုမြင်နေရပြီလို့လန့်អော်တယ်မင်းကလည်းငါ့ကိုတော့မဆောင်ဘူးဆွတ်ပြေးနေတယ်ကျွန်တော်တူနာကိုရောက်ခိုင်းနေမှာချက်စုရဲ့ရုပ်တွေဟာရုပ်ပြေပြောင်းလဲသွားတယ်သူ့ကောင်းပေါ်မှာကြီးမားတဲ့ကျွဲချိုတွေပေါက်လာပြီသူဟာကျွဲတဲ့ရဲ့အကြီးမားဆုံးပုံစံဖြစ်ပြောင်းလဲသွားတယ်ကျွန်တော်ရင်ထဲမှာဟာကနေဖြစ်သွားတယ် မင်းကငါ့ကိုစော်ကားရဲ့တယ်ငါနေမီကိုပန်းရဲ့တယ်မင်းဘယ်မှမတွန်းနိုင်စီရဘူးဒါဟာကျွဲတရဲကချက်ဆူရောင်ဆောင်ပြီးကျွန်တော်ကိုလှည့်ပြတာပဲကျွန်တော်ကိုတငယ်ချင်းရောက်ဆောင်ပြီးပို့ပြီးတော့နီနီကက်ကက်ဖမ်းချင်ခဲ့တာကျွန်တော်အားကုန်ယုံပြီးတော့နီကက်လာတဲ့ကျွဲတရဲကြီးကိုရှောင်တင်းခဲ့နောက်လည်ပြင်းရင်ကန်သိယူနားမှာခူရှာတီရှာရှာနေတဲ့ချက်ဆူကိုတွေ့လိုက်ရတယ်အနောက်ကလိုက်လာတာကျွဲတရဲဆိုတော့ဒီကောင်ချက်ဆူအစ်စ်ပဲဖြစ်ရမယ်နောက်ဆုံးကျွန်တော်တို့မြောက်လေခွင်းထဲကခက်ပြီးရွာအစင်နားကိုရောက်လာခဲ့ကြတယ် ကျွန်တော်တို့အသက်ဘေးကလွတ်မြောက်ခဲ့တယ်။နောက်တနေ့မနေ့မှာကျွန်တော်တို့ပြောင်းနေတဲ့ကျွဲကိုတေချာလိုက်ရှာတော့ဂျွမ်းနန်နီးတဲ့တခြားလယ်ဝင်းတစ်ခုမှတွားတွေ့ခဲ့တယ်။ဥသာအောင်ကိုရောစရာမလိုပေမဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကတော့ဘယ်တော့မှပျောက်မသွားဘူး။ပုံဆိုးတာကမမြင်ရတဲ့ကျွန်တော်ရဲ့နေရာကအကြီးကြီးရောင်ကိုင်းနေတယ်။နက်ကိုင်းတာလားကျွဲကိုင်းတာလားမသိပေမဲ့အဲ့ဒီတစ်ပင်ကိုကတော့ပွဲပေးလိုက်တော့မှပျောက်ကင်းသွားတယ်။အဲ့ဒီနေ့ကစပြီးတရက်တစီနာနာဘဝဆိုတာတကယ်ရှိတယ်ဆိုတာကိုယုံကြည်သွားခဲ့ပြီ။ ကျွန်တော်ရဲ့ခရမ်းရမ်းစိတ်ဓာတ်တွေအကုန်ပြောက်ွယ်သွားခဲ့တယ်။တရက်တစေဆိုတာတကယ်ရှိတယ်။မမြင်ရတဲ့ပရလောကသားတွေကိုမစော်ကားတင်ဘူး။သူစီးကိုစီးမဖောက်တင်ဘူးဆိုတဲ့တင်ကန်းစာကိုလာချင်းစွာနဲ့ရရှိခဲ့တယ်။တော်ထဲမှာဘာသာမဲ့မလုပ်ပါနဲ့။တဘာဝတရားကိုလေးစားပါ